အဲ့တော့ပထမဆုံးမှာသူဝိရတုတ်ဆိုသူဝိရဆိုတာတကြမင်းရဲ့သားတကြကဘလို့လို့သားရတယ်လေလို့ဆိုနတ်ပြည်မှာတော့အိမ်အောင်ပြုတ်ပြီးတော့သားသမီးရတဲ့ပုံစံမဟုတ်ဘူးနတ်သားတစ်ပါးဟာတကြမင်းရဲ့ရင်ခွင်ထဲမှာဖြစ်ပေါ်လာတဲ့နတ်သားသည်တကြမင်းရဲ့သားပဲ သူမွေးဖွားတဲ့အချိန်မှာတရားမင်းရဲ့ရင်ခွင်ထဲမှာပွားပေါ်လာတယ်။နတ်သမီးဆိုရင်တရားမင်းရဲ့သမီးပေါ့။သို့မဟုတ်သူနဲ့အနီးအဆက်သူအိတ်တဲ့ခရင်ဘေးမှာချိန်မှဖြစ်လာတဲ့ဆိုရင်တော့တရားမင်းရဲ့စနီးပေါ့။အဲ့ဒီတရားမင်းနေတဲ့ဗုံမိမ္မာနဲ့မှလာဖြစ်တဲ့ဆိုရင်တရားမင်းရဲ့ချွေရံပြိတ္တ တရားမင်းပိုင်တဲ့သူ့ရဲ့ဥယင်ဘိမှန်တွေမှာဖြစ်ရင်တရားမင်းရဲ့အချွေရံပြိတ္တလို့ဟောအဲ့လိုဖြစ်လာကြတာတော့ကိုယ်ကံနဲ့ကိုဖြစ်ကြတာဒါပေမဲ့အဲ့ဒီပသက်ရပသက်ကြောင့်သူတို့မှလည်းပဲသတ်မှတ်တဲ့စီကံတွေတော့ရှိတယ်ပေါ့နော် လူတွေမွေးဖွားသလိုမွေးတာမဟုတ်ဘူးတပရိသန္တကတရားတွေကပွားကနေဖြစ်လာတဲ့သဘောဥပပါတိဩပပါတိကပြိတ္တလို့မွေးဖွားသည့်၄မျိုးထဲမှာ ကိုထင်ရှားဖြစ်ပြီးတော့မွေးဖွားနေလို့ခေါ်တယ်။လူတွေလည်းအဲ့လိုမွေးတာရှိတယ်။ဩပပါတိကပရိသတ်ရဲ့အနေနဲ့မွေးတာရှိတယ်။တရိษံနေလည်းအဲ့လိုမွေးတာတွေရှိတယ်။ဒါပေမဲ့လို့ရှားရှားတယ်ပေါ့နော်။ရှားတယ်လူလည်းအဲ့ဒီနီးနဲ့မွေးတာရှိတယ်။နောက်ရိုးရပြီးခင်ရဲ့အဲ့နဲ့မှဒရေတီပြီးတော့မွေးတာကိုဆလပူဇာလို့ခေါ်တယ် မိခင်ရဲ့သားအိမ်ထဲမှာတရေတီးပြီးမွေလို့ရှိရင်ဆလာဖူးစာသားအိမ်မှာဖြစ်သူလို့ဒီလိုနေပဲရတယ်။အဲ့ဒီမှာငှက်တိကျက်တိလို့သားအိမ်ထဲမှာဖြစ်ပြီးတော့ဥအနေနဲ့တက်ဝေးတယ်။ဥကမှတစ်ခါပေါက်တယ်။အဲ့ဒါကြတော့အန္တစာလို့ခေါ်တယ်။အန္တဆိုတာကျက်ဥငှက်ဥဥကနေဖြစ်တာ။သူတို့ကြတော့နှစ်ခါမွေရတယ် อู้นี่เนี่ยตะขามวยเลยตะขาอู้ก็นี่ตะขาเป่าเลยอ๋อไอ้เรื่องอขอเลยดิชินอกจากตั้งแต่เด็กสรอะสุดาดูอันนี้ดูสวยพี่รอมวยดาปะมาเรยะตั้งแต่ตูลูกขอเลยปฐุมเดวีบีบยาเหล่องโนโลจาบันเนมามวยดาจาบันเนมาตรีดีดาพืยาเลด็กะปอกระตัาติปุญนาสรแล้จาบันเนมาตรีดีดา အဲ့ဒါတွေကြတော့တန်သေးဒါဆအစိုးတက်ကနေပြီးတော့အစိုးတက်တဲ့မှာဖြစ်လာတာသူကတော့သေးသေးလေးကနေစဖြစ်လာစဖြစ်ကြရသူကအင်းကချစ်လက်အပြည့်စုံပြီးတော့တဖြည်းဖြည်းဘာနဲ့တူတော့ဆိုရင်လေတိုးသလိုပဲတဖြည်းဖြည်းကြီးလာတာသူကစဖြစ်တော့အသေးလေးဒါပေမဲ့အကုန်လုံးပါမျက်စိနာနာလေးကအင်းကအကုန်လုံးပါပြီးတော့ပြင်းမဲ့လေရောက်ရဖြည်းကြီးထွားသွားတာသူက ကြီးထွားနှုတ်အမြန်နေပေါ့လူလဲအဲ့လိုပဲလေပွေတော့ဘောက်စာလေးပဲပြီးတော့ကြီးလာအဲ့လိုကကြီးလာခုနဩပပတိကကြတော့သစိမ့်ဆိုင်လို့ပြောအောင်ဘဝမှာရဲ့သူဖြစ်မဲ့အရွယ်စတိုင်းတခါလဲမွေးတာအမျိုးသမီးတွေဆိုရင်16နှစ်အရွယ်ဆိုင်အမျိုးသားတွေဆိုရင်အသက်6အရွယ်ဆိုင်မှာတခါလဲမွေးတယ်အဲ့ဒါဩပပတိကအ အဲ့လိုမွေးဖွားကြတာပေါ့အဲ့တော့တရားပေါ့မသာသမီတို့အချမ်းရံပြိသက်တို့ဆိုတာအဲ့ဒီပုံစံနဲ့သတ်မှတ်ထားတာပေါ့ရှင်ကေမှာဖြစ်လို့ရှိရင်သာသမီကရင်ချင်းမှာဖြစ်လို့ရှိရင်အိနောက်ပဲနောက်တိုက်ခန်းထဲမှာတနေရာမှာဖြစ်ရင်အပြုစုလို့ကြွေးချမ်းရံဥယျာဉ်ထဲမှာဖြစ်ရင် ပြုစုလို့ဆိုချမ်းရံအဲ့ဒါလို့ 但没查到过。